ဟမ်မာရီကိုနိုင်ယူခဲ့တဲ့လန်ဒန်တားကြီးမှာကျွန်တော်ကြိုက်ဆုံးအာဆင်နယ်ကစားမှာ၄ယောက်ဒီဘွားစင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်စိတ်ကြိုက်၄ရောက်ယူရပါလို့တအား လုံးဝခံပတ်နဲ့ပြန်လာတဲ့ပွဲစဉ်ကစားသမားတွေအားလုံးကိုသဘောကျတဲ့ပွဲစဉ်မှာဆိုတော့9ရောက်ထိကျွန်တော်ရွေးတယ်။သိပ်ပြီးသဘောမကျတဲ့ပွဲစု3ရောက်။အခုလိုမျိုးအလဲလဲအသင်းသင်းကိုနိုင်တဲ့ပွဲစဉ်မှာတော့ကျွန်တော်4ရောက်ရွေးတယ်။ဒီ4ရောက်ကလည်းကျွန်တော်ညီကိုင်းနဲ့ထတ်တူကြမယ်လို့ထင်ပါတယ်။ဒီ4ရောက်ကတော့ဒါကျွန်တော်စိတ်ကြိုက်ပေါ့လေ။ပွဲအတွင်းအခြေအနေတွေရပြောလို့ကောင်းတဲ့4ရောက်။အဲကျွန်တော်အကြိုက်ဆုံးနံပါတ်6နဲ့မှာရှိတဲ့ player နဲ့စပြီးပြောလိုက်အောင်။ ။ဟောဒီ၄ယောက်ထဲမှာမပါဘဲနဲ့ကျွန်တော်ညီကိုကြီးတဲ့ player ရှိလဲ။ကော့မဝင်ရောက်လွတ်လပ်စွာရေးသားလို့ရပါတယ်။ဒီ၄ယောက်ကတော့ကျွန်တော်စိတ်ကြိုက်ပါ။နံပါတ်၄နဲ့မှာရှိတဲ့ player ကတော့ Color Fury ဒီရဒီမှာ Color Fury နဲ့ဒံရီမရာပဲနဲ့ Aida ရဲ့လုံးဝစိတ်ကြိုက် full back ကစားသမားဖြစ်လာခဲ့တယ်။မနစ်ကဆိုရင်သူဒံရီနဲ့ရုံးကန်ရတယ်။ Arsenal သင်းရဲ့ Bebe full back ခံစစ်တနေရာကို Louis Kelly လုံးဝအပိုင်စားပေးထားတာ။ဒီရဒီမှာဘာကြောင့် Aida က Color Fury ကြိုက်လဲဆိုတော့ ကြိုက်နိုင်လောက်တဲ့ quality လည်းရှိရအတွက်တော်တော်လေးကောင်းတယ်သူ့ရဲ့တကယ် main duty သည်ခံစစ်ဘယ်ဘက်အစွန်ကစားသမားဒါပေမဲ့တကယ်က imposition နေမှာအသင်းရဲ့ attacking ကိုလိုက်သွားတယ် off the ball movement နေမှာခံစစ်ဆင်းရမယ်အစား तू က inverted ပုံစံကိုင်းလက်မှာဝင်ပြီးတော့ box to box ပြန်ဝင်ဖြည့်ပြီးကစားပေးတာရှိတယ်သူ့ကိုကြည့်ရတာကခံစစ်ကစားမတူအနေနဲ့ဆာရွက်ပေါ်မှာပဲရှိတာမှိုင်မဲ့တကယ်ကိုင်းနေရအခြေအနေရဆိုရင် तू က free roll ဆော့ရဘောလုံးသမားတယောက်ရဲ့ free roll ဆိုတာဒီလွတ်လပ်စွာစိတ်ကြိုက်ကစားခွင့် ဆိုလိုချင်တာကနီးပြတောက်ကဲဂျိုကာကတ်တကတ်လူမျိုးတသိန်းလုံးရဲ့တကွင်းလုံးမှာဝင်ပြီးဆော့လို့ရတဲ့ကစားသမားအဲကြောင့် Color Fury ရဲ့ကစားအုံကြည့်ရတောင်ပေါ်မှာလည်းသူပဲ box ထဲမှာလည်းသူပဲ area ထိတ်ကကံမဲ့ဆိုလည်းသူပဲကွင်းလျာကစားပိုင်းနဲ့တွဲဆော့ရင်လည်းသူပဲခိုင်စစ်စင်းကူရင်လည်းသူပဲဒါကြောင့်မို့ဒီကစားသမားကအာဒီတာနီနဲ့ကွင်းထဲမှာကြိုက်တယ်လို့ဆုံးခွင့်ပြုထားတဲ့ဂျိုကာတကတ်လူပြောလို့ရတယ် Color Fury ကိုဒီရသည်မှာကျွန်တော်တော်တော်လေးကြိုက်တယ်မနစ်ကတော့အားတွေကတော်တော်များအသင်းတွေဝိုင်းပြီးလူပြီးဝယ်ကြအာဆင်နယ်ရောက်လာတော့ တာဟာအကူရမထင်တာဒါပေမဲ့သူမှ injury တွေဖြစ်တယ်နှစ်ပွဲသုံးပွဲလောက်ကန်လိုက်တလားလောက်ပျောက်သွားလဲအဲ့လိုနေထားပြီပေါ့လေအဲ့မှာလူငယ်ကစားသမားလေး Louis Kelly ရဲ့မာကုံနဲ့အာကူရတာလေးတွေကလည်းဒီကစားသမား injury ကနေပြန်လာချက်ချင်းကစားခွင့်မရတဲ့အနေထားဖြစ်တယ်ဒါပေမဲ့ဒီယာတီမှာသူလုံးဝ strong ဖြစ်နေခါမှာသူ့ရဲ့ attacking လမ်းကြောင်းတွေကိုဖွင့်ပေးတဲ့ကစားဟန်က Louis Kelly လိုလူငယ်လေးကိုအရန်ကုန်ပြင်ပြီးထိုင်ခိုင်းလိုက်တဲ့အနေထားပဲဒီနေ့ပွဲစဉ်မှာဆိုရင်သူ့ရဲ့ဖန်တီးမှုတွေတော်တော်များမဆိုးဘူးကံကြက်တချို့လည်းရှိခဲ့တယ် တောင်းမမှာဆိုရင်လည်း link up play အထူးသဖြင့်သူနဲ့ trosser အစားကျွန်တော်ကသူနဲ့ martinelli ကိုပို့ပြီးကစားစီနေတာဒါပေမဲ့ martinelli ဝင်လိုက်ချင်တယ်နောက်ကျနေကြတာဖြစ်တဲ့အတွက်အရင်တော့မတွေ့ရဘူးဘာပြောပါကျွန်တော်ရဲ့ခြိုက်ဆုံးနံပါတ်၄နေရာမှာတော့ color fury ကိုရွေးချယ်ပါတယ်ကဲကျွန်တော်ခြိုက်ဆုံးနံပါတ်၃နေရာ player declan rice right the wasan united နဲ့တွေ့တဲ့ခါကျရင်အသင်းဟောင်းမှုလို့လာတော့မသိဘူးပို့ပြီးတော့တချို့ပွဲစဉ်တွေမှာဆိုခြေစွမ်းပြတယ်ပြတဲ့ခြေစွမ်းပြတဲ့ပွဲတွေမှာဆိုလဲ goal ရတယ် ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်သူ့စီကိုပဲအဲ့ဘောလုံးကဆက်ဆိုင်မြရောက်လာအမေရိကန်အဲ့ဒီဂိုးစတင်ဖြစ်တည်လာတာကစကားနေပြီးတော့ကွင်းလယ်မှာရှိတဲ့ဇူမန်ဒီပေးတယ်ဇူမန်ဒီကအစည်းရဲ့ပြေးလျောင်းလေးကိုခြာပေးတယ်အစည်းကဂိုးသမားကိုကြည့်ပြီးတော့အဝေးတိုင်းနောက်လမ်းကန်တာဒါပေမဲ့ဂိုးသမားပို့ထွက်လိုက်ပြီးပြန်ပြီးကြားလာတဲ့ဘောလုံးကပနတီပေါက်စမှာရှိတဲ့ဒီကလန်ရိုက်ကပိတ်သွင်းသွားခဲ့တယ်ဒါမျိုးလုံးနေရကြတော့ဟိုဂိုးလက်ရှိရလို့ပြောရမယ်ဘာကြောင့်ဆိုတော့တချို့ဘောလုံးတွေဒီကိုနဲ့အဝေးကြီးမှမနိုင်ပဲကိုယ့်စီကိုပြန်ပြီးရောက်လာတာ ဒါကိုပိတ်သွင်းရတယ်တချို့ပလေယာတွေဂိုးလက်ရှေ့ဆိုအဲ့ဒါမျိုးကိုနဲ့မဆိုင်မဲနဲ့အဲ့ဘောလုံးကိုယ်စီဆက်ဆိုင်မဲရောက်လာတယ်ဂိုးမဲ့ကန်ပါတဲ့အတွက်ကန်သွင်းသွားတဲ့အခါဂိုးသွားတယ်အဲ့တော့ဒီကလန်ရိုက်နေတဲ့ဒီဂိုးသွင်းပြီးသွားတဲ့အခါမှာအသင်းဟောင်းလေးဖြစ်တဲ့အတွက်အောင်ပွဲမခံခဲ့ဘူးဒါပေမဲ့အာဆင်နယ်တင်းအတွက်ဆိုဒီဂိုးကအသက်တမျှအရေးကြီးတယ်ဘာကြောင့်လဲဆိုအဲ့ကိုမတိုင်မှာတော့လွယ်လွယ်ကူနဲ့ဝင်နိုင်တဲ့ဂိုးတွေကိုအစည်းတို့ဖြုံးခဲ့တယ်လို့ဖြစ်ခဲ့တယ်ဗောလေအဲ့တော့တချို့အလုံးတွေဆိုလဲဝင်ပြီးလုံးပတ်တဲ့အခါကိုကိုသမားကလက်စွမ်းမြနေကြတာဖြစ်တဲ့အတွက်ဒီကူကအာဆင်နယ်အတွက်ဆိုရင်တော့ ဒီလန်ဒန်တိုင်းမှာဆိုအဖွင့်ကိုဖြစ်ခဲ့တယ် right ဒီအဲ့ဒီတကိုးတဲ့နေမဟုတ်ဘူးခန်စစ်ကောကွင်းလေရောတောင်မန်ရောစက်ပီရောအကုန်လုံးတောင်းဝင်ယူထားတဲ့ကစားသမားဒီနေ့ပွဲစဉ်မှာအိုင်ဒါလောက်ွားတဲ့အကွက်ကကြတော့သူကဒီ attacking mafi ကစားသမားနှစ်ဦးကိုတွဲထုတ်သွားတယ်ညာချမ်းမှာဆိုလို့ရှိရင်မာတင်အိုဒီကဘယ်ချမ်းမှာဆိုရင် EVG အစည်းအဲ့ဒီနောက်မှာ DN Rowe ပုံစံမျိုးပြန်ပြီးထိုင်ပြီးဆော့သွားတာ Declan Rice Rice ဒီတော်တော်များကာလတစ်ခုကြာအာဆင်နယ်ကိုရောက်လာပြီးတဲ့ကအဲ့ဟက်စပီတွေမှာတက်ပြီးဆော့ရတာ ဒါပေမဲ့ဒီအနေထားမှာတော့သူ့အနေနဲ့အဲ့ DN rule လောက်နင်းနီးပြန်ပြီးစင်းပြီးဆော့ရတဲ့အခါမှာတချို့ပိုင်းတွေမှာတိတ်ပြီး stable ပဲဖြစ်တာရှိတယ်။ဒါလည်းအရှိကကစားသမားတချို့ရဲ့ထက်နေတဲ့ပုံစံကြောင့်လည်းပါပါလေ။ဒါပေမဲ့ Zoomer ဒီဝင်လာတဲ့အခါမှာသူ့ရဲ့လုတ်ကွက်ကပို့ပြီးထင်တာမြင်တာရှိလာတယ်။ပို့ပြီးတော့လည်းရှေ့ကိုတက်ပြီးဆော့လာရတယ်။အဲပြီးတော့ Rice နဲ့ပတ်သက်ပြီးကျွန်တော်အမြင်နဲ့ကြိုက်ခဲ့တဲ့အရာတခုရှိတယ်။အဲ့ဒါသူ့ရဲ့ taken ball တွေ။နောက်ငံ ball တွေနဲ့သူ့စီတင်လိုက်တဲ့အလုပ်တွေ trolley ကောင်းတယ်။အဲ့ cross ကလုံးဝပြောမယ်ဆိုရင်ဒီ Yoyo တန်းတင်တဲ့ဘောလုံးတွေဆိုလဲ diagonal pass တော်တော်လေးတိကျတယ် တောင်ငံဘွားတင်တဲ့ဘောလုံးကြီးဆိုလဲပနတီစပော့တီရောက်အောင်ထိချက်မှန်အောင်ပို့နိုင်တယ်တကယ်သာခေါင်းတိုက်ကောင်းတဲ့ player နဲ့တွေ့လို့ရှိရင် ဖြည်းဖြည်းလေးထိလိုက်အောင်မတမ်းမိဝင်ပါအဲတော့ Declan Rice ဒီ Arsenal အသင်းရဲ့တန်ဖိုးအတင်ချနဲ့လဲဆိုင်တယ်လို့ခက်ချင်းချင်းဖြတ်တော့မှုအပိုင်းနေပါလေတော်တော်လေးကောင်းတဲ့ player ပြီးတော့ Tekken Boy နဲ့ပတ်သက်ရင် Nicolas Chouba လို့တော်တော်လေးအားကိုးရတဲ့ player တွေမှာပါတယ်ဒီနေ့ပွဲစဉ် Arsenal အသင်းအတွက်ဦးဆောင်ကိုသွင်းပေးခဲ့တာဖြစ်တယ်ကျွန်တော်အကြိုက်ဆုံးနံပါတ်3နဲ့မှာရွေးချယ်ပါတယ် ဒဏ်ရာသိမ့်မပြင်းဘူးလို့တော့ယူဆပါတယ်သူထွက်သွားတဲ့အချိန်မှာခါနေနေနားနေတဲ့ပုံစံတော့ရှိရပါဘူးလေကဲကျွန်တော်အကြိုက်ဆုံးနံပါတ်1 player ဒါကတော့အာဆီနယ်တင်းနိုင်ပွဲရဲ့နောက်ွယ်ကလကပလေယာပေါ့လေတခါကြိုက်ကျွန်တော်တို့ကအာဆီနယ်တင်းမှာဆာလီဘာဂေဗီယယ်မကာဟေးဂျူရီယန်တင်းမာဒီကလန်ရိုက်အဲ့ဒီပလေယာတွေအရန်ကောင်းလို့ဆိုတာနားလေဒါပေမဲ့တခါကြိုက်လို့ရှိရင်အဲ့ပွဲအတွင်းမှာ performance အရန်ပြတဲ့ player တချို့ရှိရခါကြိုက်ဒီကစားမတွေကောင်းတာသိရသားနေကျွန်တော်တို့အကြိုက်ဆုံး၄ယောက်၅ယောက်ယူတဲ့ခါမှာခြံခဲ့ရတာလေးရှိတယ်မကြိုက်လို့ခြံခဲ့တာမဟုတ်ဘူး ောင်းပြီးသားတန်းတစ်ခုမှရှိတဲ့ player မဟုတ်လို့တီးတန့်ထပ်ပြီးမပြောတာထပ်နေမှာဆိုလို့ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်ထင်မာနဲ့ပတ်သက်ပြီးပြောစရာ movement လေးတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဒုတိယဂိုးဒုတိယဂိုးမှာဆိုလို့ရှိရင်ဇူမန်ဒီပေးလိုက်တဲ့ cross ball တော်တော်လေးကောင်းတယ်ပြိုင်မဲ့ခံစစ် ball line နောက်တော့ချပေးတာအဲ့ဒီအလုံးကိုထင်မာအနေနဲ့တားလိုက်လို့ရတယ်ဂိုးကိုကြောပေးပြီးတော့ဒါပေမဲ့ ဆရာသမားပပနဲ့နဲ့ပဲဘောလုံးလာအလန်းကြောင့်အသားလေးမျောထွက်သွားပြီးတော့လုံးဝထိချက်မလုပ်ဘဲနဲ့အဲ့ဘောလုံးနဲ့တသားလေးပြေးထွက်တယ်။ဒီမှာနောက်ကနေလိုက်တားတဲ့ကစားသမားပန်နတီပေါက်စတဲတီရောက်သွားပြီးတော့ဘောလုံးမထိရဖြစ်တော့ပန်နတီရတယ်။အဲ့ဒီမှာထင်ပါရဲ့ညံညံသူတွေတွေ့ရတယ်။တင်ပေးလိုက်တဲ့ဇူီမန်ကြီးကလည်းတော်တော်လေးကောင်းတယ်။အဲ့တော့ထင်ပါကြောင့်ပန်နတီရတယ်။ရတဲ့ပန်နတီကိုစကားကန်သွင်းတယ်။အာဆင်နယ်တင်းကျပ်ဆိုရင်တော့ဟမ်မာတွေကိုအနိုင်ရတဲ့လန်ဒန်တိုင်းမှာနှစ်ကိုးပြတ်သားသွားစီတဲ့အချက်ပဲ။အဲ့ဒီကတော့တော်တော်လေးအရေးကြီးရယ်နော်။ rice သွင်းထားတဲ့ဥဆောင်ကိုတကူကပရီးမီးယားလိမှာဘာမှဆိုဖြစ်သွားနိုင်တယ်။ဂိုးပေးနိုင်ရလောက်တဲ့အခွင့်အရေးတွေတော်တော်လေးဟိုမှာနှီးဆက်ခဲ့တာရှိရဲ့။ဒါပေမဲ့ဂိုးပေါက်မတည့်ခဲ့တာဖြစ်တဲ့အတွက်အာဆင်နယ်လိုအသေးသေးသေးမျိုးတွေနဲ့ပွဲကိုခေတ်သကိန်းလုံးမယ်။ဂိမ်းဟိုပါလုံးမယ်ဆိုလို့ရှိရင်ဒါလိုမျိုးဒုတိယကူတွေတတိယကူတွေလိုအပ်တယ်။ဘာပြောအာဆင်နယ်အသင်းအနေနဲ့တက်တောင်တက်တာဖြစ်တဲ့မိနစ်တွေကိုရင်ဆိုင်ဖို့အတွက်ဒီဒုတိယကူကအရေးကြီးပါတယ်။အဲ့ဒီဂိုးအတွက်လည်းပပနဲ့နဲ့ပနတီရယူပေးခဲ့တဲ့ထင်ပါဘူးကျွန်တော်တို့အပြည့်အဝချီးကျူးပါမယ်။ ထင်မှာဘလောက်ထိကောင်းလာလဲဆိုတချိန်တော့ကျွန်တော်ရမ်းကြိုက်ခဲ့ပါဆိုတော့ဘန်ဝိုက်တောင်အရန်ကိုရောက်သွားတယ်ဘန်ဝိုက်ကိုမကြိုက်လို့မဟုတ်တော့ဒါပေမဲ့အမှန်တရားတစ်ခုကလက်ရှိချိန်မှာအာဆင်နယ်တည်းရဲ့ညာချမ်းခန့်စစ်ဖူးဖက်ကစားသမားကောင်းသည်ထင်ပါပဲရှိတယ်ကဲကျွန်တော်ရဲ့အကြိုက်ဆုံးနံပါတ်1ကျွန်တော်ရဲ့မန်အော့သမတ်ဇူီမန်ဒီဖြစ်ပါတယ်ပုံမှန်ဆိုရင်ကျွန်တော်တို့ကအသင်းအတွက်အရေးပါတဲ့မူမန်တွေခံပတ်ဖြစ်မဲ့ဂိုးတွေအသင်းမှာလုံးဝရုံးပြီးအတကုံဆော့တဲ့ပလေယာတွေကိုကျွန်တော်က ပို့ပြီးထင်သာမြင်သာရှိတဲ့ player တွေကို man of the match ရွေးပါလေဒါပေမဲ့ဒီပွဲစဉ်မှာတော့နောက်ကိုရဖန်တီးမှုနောက်ကိုရလက်တယ် player ကြီးကိုပဲကျွန်တော်ရွေးတော့ဇီမန်တီတီဒီနေ့ပေါ်ထွက်ကစားဝင်ရခဲ့တာမဟုတ်ဘူးဒါပေမဲ့အိုဒီကတ်နာပြီးတော့သူဝင်လာတဲ့အခါမှာအသင်းရဲ့ကွင်းလယ်ကလုံးဝ stable ဖြစ်သွားတယ်အသင်းကစမတ်တစ်ခုလိုမျိုးတတ်တတ်မှတ်တစ်ခုရှိသွားတယ်အိုဒီကတ်မထွက်ခင်တော့အာဆင်နယ်အသင်းရဲ့ခံစစ်နဲ့တိုက်စစ်အဲ့ကွင်းလယ်ချိတ်ဆက်မှုနေရာကတိတ်မတည်နေဘူးဘသူကအဓိက main duty ယူမလဲဆိုတဲ့အပိုင်း ဲ့မဲ့ဇူဘီမန်ဒီဝင်လာတဲ့အခါမှာသူကအသင်းရဲ့တကယ့်ကူမှာကွင်းလေစမှတ်ပဲသူ့စီကနေဘောလုံးတွေအရှိ့ကိုသွားမယ်ခန်စစ်ကစားမတွေလည်းသူ့စီပဲပြန်ပို့မယ်တိုက်စစ်နဲ့ခန်စစ်ကိုချိတ်ဆက်ပေးတဲ့ကွင်းလေကကျိုးလေးတမြင်လို့ပြောလို့ရတယ်ပို့ပြီးထင်သာမြင်သာရှိအောင်ပြောမယ်ဆိုအာဆင်နယ်တင်းဒီနေ့ရတဲ့နှစ်ကိုးစလုံးကသူ့စီကနေပဲလာတာပထမတစ်လုံးဒီကလိုင်းသွင်းသွားတဲ့ကိုမဆိုလို့ရှိရင်စကားညာချမ်းနေပြီးတော့ဒရစ်ပလင်းလုံးမဲ့ပုံစံမျိုးနဲ့ကွင်းလေကိုပေးတယ်အဲ့ဒီကွင်းလေမှာ သူဘောလုံးလက်ခံရောက်လိုက်တဲ့ဟာမျိုးကလည်း off the ball movement မှာ zone rotation ကောင်းတာဖြစ်တဲ့အတွက်ဇူမန်လေးအဲ့ဘောလုံးလက်ခံလိုက်တယ်ပြီးလည်းပြီးတော့လုံးဝ attacking vision ဘလောက်ထိကောင်းလဲဆိုရင်အစည်းရဲ့ပြေးအောင်ပြရတဲ့ပြေးလက်ညောင်းလေးကိုဘောလုံးချပစ်လိုက်တယ်ခံစားမှလည်းဘလုံးမှထွက်လို့မရဘူးအဲ့ဒါကိုလူကျွန်းထောင်ချောက်ကနေပြီးတော့အစည်းကပြေးထွက်သွားတယ်မျောပေးလိုက်တဲ့ဇူမန်လေး share ကောင်းတာအဲ့ဒါကိုအစည်းကကန်တဲ့အခါမှာပြန်ပြီးရှန်ထွက်လာတာကို rice ကပိတ်သွင်းတယ်အဲ့ပထမကိုဒုတိယကိုကပိုပြီးတော့တောင်ထင်တာမြင်တာရှိသေးတယ် ဆရာသမားပြလိုက်တဲ့လောင်းဘောကောင်းလိုက်တာဗျာတတလေးမှပြီးတင်ပြလိုက်တာဒီဖူဆက်ကန်နဲ့ကျွန်တော်ညီကိုတချို့ဆိုတိတယ်အဲ့ဒီဘောလုံးမျိုးကလေဒီဘောလုံးရဲ့ဒီအောက်ကသုံးဘုံတဘုံလောက်ကိုအောက်သားနှိုက်ပြီးတော့ပုတ်ပြီးပေးရတာဘောလုံးကြီးအသားလေးမြောက်သွားခေါင်းပေါ်တတလေးကြော်ချပြီးတဲ့ပုံစံမျိုးလေးအဲ့ဒါကိုထင်ပါဘောလုံးနဲ့ထိကျက်လုံးဝမယူဘဲနဲ့လှည့်ထွက်လိုက်တာထိကျက်လုလိုက်ပြီးဆိုဒလေးဖြစ်ပြီးဆိုခန်းစစ်ကစားမတားစီရလွယ်သွားမယ်ဒါပေမဲ့ तू ကအဲ့ဒါလူကာပြီးတော့လှည့်ထွက်တယ်တစ်ဖက်ကစားမလည်း final decision အနေနဲ့ခက်ချင်းချင်းဖြတ်ထုတ်လိုက်တာဖြစ်တဲ့အတွက် penalty box ထဲမှာ အာဆင်နယ်ပနတီရတယ်ဒီဘောလုံးဖြစ်တည်လာတာဒီဇူယီမန်ဒီရဲ့ပပနဲ့နဲ့ပေးမှုထင်ပါရဲ့ပပနဲ့နဲ့ရိုက်ဥလိုက်မှုပနတီပေါ့လေစာကာရဲ့နောက်ဆုံး final decision ရကိုးရသွားတယ် finishing လုပ်သွားတယ်စာကာအတွက်ဆိုလို့ရှိရင်ဒီကူကသူ့ရဲ့အာဆင်နယ်တင်းတဲ့ပရီးမီးယားလိပွဲပေါင်း200ပြည့်အမှတ်တရ9အဲ့တော့ဒီနေ့ပွဲစဉ်မှာဇူယီမန်ဒီဖန်တီးမှုမရပါဘူးဒါပေမဲ့အဲ့ဒီတွင်းသွားတဲ့ဂိုးတွေရဲ့နောက်ွယ်စမှတ်သည်ဇူယီမန်ဒီ တစ်ဖက်အသင်းရဲ့ worry ကောင်းတယ် dribbling ကောင်းပါဆိုတဲ့ကစားသမားတွေကို6ခါလေးလှလန်းထိုးထိုးပြီးတော့ဘောလုံးတွေပြန်ပြီး recovery လုပ်သွားပိုင်တော်တော်လေးမိုက်တယ်။ Zimendi ကအဲ့ကွင်းလယ်မှာဘောလုံးတွေနဲ့ပတ်သက်လို့ရှိရင် layer လမ်းကြောင်းတွတ်စာတော်တော်လေးကောင်းတယ်။သူကအရက်အရန်မြင့်တဲ့ကစားမမဟုတ်ဘူး။ဒါပေမဲ့ area jewel နဲ့ပတ်တိုင်တော်တော်လေးကိုမှအသာရတယ်။သူ့ထက်အရက်ရှိတဲ့ကစားမိုက်နဲ့ရှင်ပြီးခေါင်းခုန်တိုင်နိုင်တယ်။ဘောလုံးတွေဖြတ်နိုင်တယ်။ recovery လုပ်နိုင်တယ်။ high pressing ပေးထားတဲ့ပြိုင်မဲ့ကစားမနှစ်ဦးကြားတဲ့နေပြီးတီတီငင်ငင်ဘောလုံးတွေပြန်ပြီးထုတ်နိုင်တယ်။ ်ထူးသဖြင့်ကိုသိရင်အတကင်ဆုံးသွားတဲ့ပိုင်းဒီမှာဒီယန်ကစားမတူးဆိုတော့ညာလည်းပဲတိုက်စစ်ဘီရှင်တော်တော်လေးကောင်းတဲ့ကစားမအဲ့တော့ဒီနေ့ပွဲစဉ်မှာဇူရီမက်ဒီနီနဲ့အာဆင်နယ်တင်း twin goal နှစ် goal လုံးရဲ့နောက်ွယ်ကဖန်တီးမှုစမှတ်အဖြစ်ရှိနေပါတယ်ဒါကြောင့်မို့ကျွန်တော်ကိုတော့သူ့ကိုတော့ကျွန်တော်ကအကြိုက်ဆုံးနံပါတ်1 man of the match ဖြစ်ရွေးချယ်ပါတယ်အဲ့တော့ကျွန်တော်ညီကိုကြီးကြိုက်တဲ့ player ရှိလေကိုမမဝင်ရောက်ရေးသားပြီးတော့ပါအောင်ဒီနေ့အရန်နေဝင်ပြီးဆော့တဲ့ကစားသမားတွေကတော့ martin zuimedi ethan wanadi louis kelly martinelli marino ကြည့်လိုက်အဲ့ဒီငါရောက်မှဆိုလူငယ်ကစားမလေးတချို့ပါတာမှန်ပြီမဲ့အတင်းရဲ့ squad ဘလောက်ထိတောင်းနေလားဆိုတော့ဒါကိုကြည့်ရင်သိနိုင်တယ်အားကြောင့်အာဆင်နယ်တင်းနေတဲ့အိုက်တာဘလူပဲပွဲထုတ်ထုတ် quality မြင့်ကစားမတချို့အရန်ကုန်မှရှိရဆိုရင်လည်း gain တန်ဖို့အတင်းချောက်ကောင်းကောင်းလုံးလုံးရတဲ့ squad တစ်ခုဖြစ်သွားတယ်အိုက်တာတွက်ဆိုရင်လည်းဒီနိုင်ပွဲသည်သူ့ရဲ့အာဆင်နယ်နီးပြပွားပြိုင်ပွဲဆုံးပွဲပေါင်း300ပြည့်မြောက်တဲ့ပွဲမှာနိုင်ပွဲဖြစ် ဒါသူ့နဲ့လက်ဆောင်ရခဲ့ရပေါ့လေအဲကြံခဲ့တဲ့နှစ်ရာသီဆက်အင်ကွေးမှာရှုံထားခဲ့တဲ့ဝက်ဆန်တို့ကိုအကောင်းဆုံးလက်စားလဲခြေနိုင်ခဲ့တယ်အဲဘာပြောဒီပွဲစဉ်မှာအာဆင်နယ်နဲ့ဂိုးပေါက်ကန်သွင်းမှုတွေဘောလုံးပိုင်ဆိုင်မှုတွေဘောလုံးထိချက်တွေပြန်ဘက်ကိုအများကြီးအသာစီးရောက်နိုင်တဲ့ဒေတာချက်လိုက်တယ်ရှိတာဖြစ်တဲ့အတွက်ကျွန်တော်ဒီပွဲနဲ့ပတ်သက်ပြီးအာဆင်နယ်တို့ခြေစွမ်းအရာရောမန်တေအရာရောကိုယ်အင်ကွေးမှာနိုင်ပွဲတစ်ခုပုံဖော်နိုင်ခဲ့တယ်လို့ထင်တယ်။ကျောင်းကြီးကိုယ်ဒီအကြိုက်ဆုံးကစားသမားရှင်လဲခေါမောင်ဝင်ရောက်ရေးသားပြီးတော့ပါဘူး။ကျွန်တော်အကြိုက်ဆုံးကစားသမား၄ဦးကတော့ ဒီလေးယောက်ပဲဖြစ်ပါတယ်အဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့ဒါစီးပွားဖြစ်ဖြစ်ပြောင်းဖြစ်ကစားခြင်းဆုံးဘာပဲဟုတ်တော့တုံချောက်ကို6 6ကိုလေးလုံးတုံချောက်တုံတိန်နဘတ်တုံချောက်ကို9 9တုံခေါောင်းတရာလုံးမှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ဘောလုံးပွဲမဆော့တဲ့ရင်မဆော့ပါနဲ့ဆော့တဲ့ညီကိုတွေကတော့ကျွန်တော်စီမှာအကောင့်လာဖို့မှုအားလုံးကိုဖိတ်ခေါ်ပါတယ်ခင်ဗျာ